ျွန်တော်တို့ဘွားလေးကကစားသမားကိုအချိန်ပေးရမိဘကိုအချိန်ပေးရနဲ့အသက်တွေကတဖြည်းဖြည်းနဲ့ကြီးလာတယ်ဒီကောင်တွေကြည့်နေတာဒီဆက်မတူငါအမြင်မှာတော့ယူပါလီဟာချန်ပီယံလိထက်ပိုပြီးတော့ခက်ခဲတယ်အာတီတာကင်ွယ်ခဲ့တဲ့ပုံစံငါလူတိုင်းအတွက်စိတ်သက်ခွန်အားရစရာဖြစ်ပါတယ်ဒါပေမဲ့ငါမှအာတီတာရခဲ့သလိုအချိန်တော့ငါရမှာမဟုတ်ပါဘူးတဲ့ ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Red Story ကနေကြိုးစားပါတယ် United ကပရီးမီးယားလိပွဲစဉ်28အဖြစ်အင်ကွင်း Old Trafford မှာအဆက်နဲ့အသင်းကိုရှင်းပြကစားရမယ်ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာနီပြရူဟန်အင်မရင်ပြောကြားထားတဲ့အထက်ကစိတ်ဝင်စားစရာလေးတွေကိုကျွန်တော်တို့ချက် ညီညီရရအောင်ပထမဆုံးအနေနဲ့ကတော့တရင်းကုန်းနေနဲ့အာဆင်နယ်နဲ့ပွဲမှာဟယ်ရီမကွိုင်းယားနဲ့မန်နီယိုဦးကတွေးတို့ပါဝင်လာနိုင်မလားဆိုတဲ့မေးခွန်းအပေါ်မှာရိုင်မိုရင်ကတခြားမသိရသေးပါဘူးတဲ့အသင်းသားတွေအားလုံးကဒီ Real Sociedad နဲ့ပွဲပြီးနောက်ဆုံးမိနစ်20မှာဆိုရင်အတော်လေးပင်ပန်းနေခဲ့ကြရဲပေါ့အရင်ဆုံးတရင်းကုန်းနေပွဲအတွက်ငါတို့ပြင်ဆင်ရမယ်ပြီးတော့မှကြာသာပရင်းနေ့လာမယ့်ကြာသာပရင်းနေ့ငါတို့ရဲ့ DRC အတွက်အရေးပါတဲ့ပွဲအကြောင်းငါတို့စဉ်းစားရမယ်ဒါပေမဲ့အခုလောလောဆယ်မှာတော့ငါတခြားမပြောနိုင်သေးပါဘူးတဲ့ ဒီတော့ Harry Maguire နဲ့ Ugarte ကတော့ဒီလာမယ့် Arsenal နဲ့ပွဲစဉ်မှာပါဝင်နိုင်မှာမဟုတ်သေးဘူး။နောက်တစ်ချက်က Ruben Amorim ကဒီ Real Sociedad နဲ့ကြံရမယ့်ဒုတိယကြော့ပွဲစဉ်ကိုကျွန်တော်တို့ဒီရာသီအတွက်အရေးကြီးဆုံးပွဲစဉ်လို့သူပြောလာတာကိုတစ်ချက်တွေ့ရရဲ့ပေါ့။ဒီတော့သူ့အနေနဲ့ဘလို့ပဲဖြစ်ဖြစ်ဒီ Europa League ကိုသူကောင်းထဲမှာထည့်ထားတယ်ဆိုတော့ထင်ရှားတယ်။ထဲလဲထဲတဲ့နဲ့ထဲလဲထဲရမှာပဲ။ဒီ Europa League ပြိုင်ပွဲမှာရှင်သန်ရမယ့်အသင်းတွေရဲ့အနေအထားနဲ့ ကိုဘက်ကပြန်ရမယ်အကျိုးကျေးဇူးကတော်တော်ကြီးကိုတန်တယ်ချီရိုအိုဘီကအာဆင်နယ်နဲ့ပွဲမှာပွဲထွက်ကစားသမားအဖြစ်ပါဝင်လာနိုင်မလားဆိုတဲ့မေးခွန်းအပေါ်မှာလည်းလူရိုင်းအေမိုရီကဘယ်သူမှစိုးပွဲထွက်ဖြစ်ကစားနိုင်မှာအဲ့တဲ့သူတို့ကလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ရင်ဒီနေ့ဒီ Real Sociedad နဲ့ပွဲမှာကစားခဲ့တယ်ဆိုရင်ပွဲထွက်ကစားဖို့အလုံးကအဆင်ပြေဖြစ်နေနိုင်မှာအဲ့တဲ့ချီရိုကကစားသမားဆင်းမှာမလဲပါဝင်တာမလို့သူလည်းပါဝင်ကစားသွားနိုင်မှာလေလို့အေမိုရီကတော့ဖြေထားတယ် ချီအိုဘီကပါရင်လဲလူစားဝင်ကစားသမားအဖြစ်လောက်ပဲဖြစ်နေပါတယ်။ပွဲထွက်လူချင်းသုံးဖို့ကြတော့အရင်ကြီးစွန်းလန်းလို့ဟာကြရလို့မြင်နေပေါ့နော်။လူငယ်ကစားသမားလေးတယောက်အတွက်။ဒါပေမဲ့လောလောဆယ်ဒီ Resmat Wildland ရဲ့ Fawn နဲ့ရှင်ရင်ချီအိုဘီကတောင်ပို့ပြီးတော့ impact ဖြစ်နေရလို့ပြောလို့ရတယ်။ချီအိုဘီ of Fawn နဲ့ပွဲမောင်အောင်ပေါ်ဝင်ကစားသွားခဲ့တာ chance တွေရတယ်ဗျာ။ကံဝင်နေရတယ်။ Resmat Wildland အဲ့ဒီ logo ကံဝင်မရအောင်ဖြစ်နေရအခုပြဿနာ။လူငယ်ကစားသမားလေးဖြစ်သည့်အတွက်တော့သူစိတ်လှုပ်ရှားနေတာတွေတချို့ဒီ first touch တွေမှာအားနည်းနေရပြီးတော့ရှိရပေါ့နော်။ဒါက အားနည်းတယ်ဆိုတာထဲသူစိတ်လုံရှားနေတော့ကောင်းကောင်းမကင်တွင်နေတယ်လို့ပြောလို့ရတယ်။အဲဒီတော့သူ့အနေနဲ့ကတော့ plain ထိုင်းနေတော့လိုအပ်နေသေးတယ်လို့ကျွန်တော်ကတော့မြင်တာပဲ။နောက်မိကွန်တစ်ခုကတော့အသင်းသားတွေကကိုသွင်းမှုအတွက်စိုးရိမ်ပြီးတော့စိတ်လုံရှားနေကြရင်ပတ်သက်လို့ဒီစိုးရိမ်စိတ်တွေကိုရှော့ချဖို့ training မှာမြင်ပါတွေလုပ်နိုင်မလဲ။ queen နဲ့မာရော queen ပြင်ပါမာရောဒီပြဿနာကိုဘယ်လိုဖြေရှင်းဖို့စဉ်းစားထားလဲပေါ့။ပြီးတော့ immune က ဒီနေ့ပွဲမှာငါတို့တချို့အချက်တွေလှုပ်ဆောင်ခဲ့တဲ့လှုပ်ရှားမှုပုံစံဒီ movement တွေခေါ်တွေကိုသူတို့တခြားနားလည်အောင်ငါရှင်းပြရမယ်ပေါ့ငါတို့ပြီးလေ့ကျင့်ရမယ်ဒီသရုပ်ဖော်ပြတဲ့ပုံတွေပြရမယ်ပေါ့ဒါပေမဲ့နောက်ဆုံးမှာတော့သူတို့ကိုယ်တိုင်ကိုသွင်းနိုင်မှုလိုအပ်ပါတယ်တဘောသွင်းပြီးသွားရင်တော့အရာအလုံးကပိုလွယ်ကူသွားမှာပါတဲ့ ဒါကြောင့်ပထမဆုံးကိုသွင်းယူနိုင်မှုကပိုပြီးတော့အရေးကြီးပါရဲ့လို့အင်မိုရင်ကဖြေထားပါတယ်။ဒီသင်းသာရှင်းလင်းပွဲက Real Sociedad နဲ့ Europa League ပွဲစဉ်အပြီးသင်းသာရှင်းလင်းပွဲနဲ့တခါတည်းလုပ်ခဲ့တာဖြစ်သည့်အတွက်သူတို့အနေနဲ့ဒီနေ့ပွဲဒီနေ့ပွဲဆိုပြီးတော့ပြောနေတာကိုမြင်ရမယ်ပေါ့နော်။ဒါကသူတို့ကဒီ Real Sociedad နဲ့ပွဲကိုညှို့ညံတာဖြစ်ပါတယ်။ ဒီအဖြစ်နဲ့ပတ်သက်ပြီးတော့ကစားသမားတွေကကွင်းထဲမှာမလို့အဖက်နဲ့အရန်တွေးလွန်းနေတချို့နေရာမှာဆိုသူတို့လော်လော်လေးလှုပ်လှိုင်းရမယ့်ကိစ္စတွေကိုသူတို့ကစိုးရိမ်စိတ်တွေများစိတ်လှုပ်ရှားပြီးတော့အမားတွေများနေတာကိုမြင်ရတယ်ပေါ့နော်ဒီလိုနဲ့ပဲအသင်းကစားပုံအသင်းတိုက်ဆက်ကထိရောက်မှုအားနည်းသွားတာ ဒါတွေကိုဖြည်းဖြည်းချင်းပြင်ဆင်ပြီးရှင်းချနိုင်မှုတော့လိုအပ်ပါတယ်။မင်းရဲ့ career တခြားမှာဒီလိုအခက်အခဲမျိုးတွေနဲ့ကြုံခဲ့ရဘူးလားတဲ့။ဥပမာအဖြစ်ဒီ absent နဲ့ poor ရဲ့ဒုတိယရဲမှာကစားသမားဆက်ရောင်းနဲ့ကစားခဲ့ရတယ်။စနေတနင်္ဂနွေမှာမိနစ်120ကစားခဲ့ရတယ်။ပြီးတော့ Spain ကိုလာရတယ်ပေါ့။မျိုးမျိုးအခြေအနေတွေကိုကြုံမှုရပါသလားတဲ့။ဒီတော့ Emery ကဒီရာသီပြီးတဲ့အခါမှာတော့အရာရာအတွက်ငါအဆင်ပြေဖြစ်သွားမှလိမ့်မယ်တဲ့။ဒါကြောင့်ဒါကကောင်းတဲ့အချက်ပါတဲ့။ သူပြောချင်တာကတော့သူမကြုံဘူးဆိုတဲ့သဘောပဲဒါပေမဲ့ဒီရစရာနေသူအတွေ့အကြုံယူပြီးတော့နောက်ရသည်ကြရင်တော့သူအတွက်အဆင်သင့်ဖြစ်သွားလိမ့်မယ်ဒါကတကယ်ကိုကောင်းမွန်တဲ့အရာပဲသူကတော့ဖြေသွားချင်တာကျွန်တော်တို့ဘွားလေကကစားသမားကိုအချိန်ပေးရမိဘကိုအချိန်ပေးရနဲ့အသက်တွေကတဖြည်းဖြည်းနဲ့ကြီးလာတယ်ဒီကောင်တွေကြည့်နေတာဒီဆက်မတူနောက်မင်းကွန်တခုမှာကဒီရူဘန်အင်မိုရင်ကိုမင်းသိရလားတော့မသိဘူးပေါ့နော်ဒီလာမဲ့တင်းငွန်းတွေနေအာဆင်နယ်နဲ့ပွဲမှာ အတော်ကြီးမားတဲ့ဆန္ဒပြပွဲတစ်ခုစီစဉ်ထားပါတယ်မင်းမှလည်းအသိရဲ့ဒုက္ခတွေအများကြီးကိုတိုင်တွင်နေရာတော့မဖြစ်တယ်ပေါ့အာဆင်နယ်နဲ့အရေးကြီးတဲ့ပွဲမတိုင်ခင်ဆန္ဒပြပွဲတွေကိုအသင်းပြင်ပမှာလုပ်နေတာကမင်းရဲ့အလုပ်ကိုပိုပြီးခက်ခဲစေပါသလားဆိုတော့ရူမေအမွန်ကမထင်ပါဘူးတဲ့ အသိကလူတိုင်းအတွက်အခုချိန်ကတော့အမှန်တကယ်ခက်ခဲတဲ့အချိန်ဖြစ်နေတယ်ပေါ့အရာအလုံးကလည်းတပြိုင်တည်းဖြစ်နေတယ်။ငါနဲ့ငါရဲ့ကစားသမားပဲလုံနိုင်တာကတော့ကောင်းကောင်းကစားပြီးအနိုင်ရဖို့ပဲဖြစ်တယ်။လူတွေမှာကဆန္ဒပြပိုင်권ရှိပါတယ်။ဒါကလည်းကောင်းတဲ့အရာလို့ငါထင်တယ်။လူတိုင်းမှာအတန်တွေရှိတယ်။ ဒါပေမဲ့ငါတို့ရဲ့တာဝန်ကတော့အသင်းကိုတိုးတက်အောင်လုပ်ဖို့ပရိသတ်တွေကိုသူတို့နဲ့ထိုက်တန်တဲ့တစ်ခုခုကိုငါတို့ပေးနိုင်ဖို့ပဲဖြစ်တယ်ပေါ့သူတို့ကတကယ်ကိုအန်ဩစရာကောင်းတဲ့ပရိသတ်တွေပဲဖြစ်တယ်ဒါကြောင့်ဒီငွေနေနဲ့လာမဲ့ကြတာရင်းနှီးတွေမှာဘာပြီးဆက်ဖြစ်မလဲဆိုတာငါတို့စောင့်ကြည့်ကြတာပေါ့တဲ့အတိအကားကတော့ Ineos ကဒီသူတို့ UK မှာလက်မှတ်ခပြီးစစ်တက်လိုက်တယ်ဒါတွေကိုပရိသတ်တွေကမကျေနပ်ဘူးဒါကြောင့်ဆန္ဒပြဝယ်ကြီးကြီးမားမားလုပ်ဖို့ဒီလာမဲ့ Arsenal နဲ့ပွဲမှာသူတို့တွေပြင်ဆင်ထားကြတယ်ဒါနဲ့ပတ်သက်ပြီးသူတို့မေးမြန်းထားတာပေါ့နော် ဒီရီယဲဆိုတီတန်းနဲ့ပွဲနဲ့ဖူဟန်နဲ့ပွဲတွေပြီးသွားတော့အခုချိန်မှာမင်းတွေဒီပွဲစဉ်စရာအစိုးသွားဆုံးပွဲစဉ်စရာဖြစ်နေလားတဲ့ဆိုတော့အင်မိုရင်ကဟုတ်ပါရဲ့တဲ့ဘယ်ပွဲမှဆိုအရန်ခက်ခဲတယ်ပေါ့ ပရီးမီးယားလိမှာပွဲတိုင်းကအရန်အရေးကြီးရယ်ငါတို့အခုအခြေအနေကအနိုင်ရဖို့အရန်လိုအပ်နေရယ်ပေါ့အနိုင်များတဲ့အခါတိုင်းမှာပြဿနာတွေကတစ်ခုမို့တစ်ခုဖြစ်နေတာပဲပေါ့ဒါကြောင့်ငါတို့အရာအလုံးကိုတပိုင်းတစ်ထက်အာရုံစိုက်ရမယ်အကြီးဆုံးပြဿနာကငါမှာကစားသမားတွေအလုံးအဆင်သင့်မရှိရတဲ့အစပိုင်းမှာကဆိုလူတွေကငါ squad rotation လုပ်တာကိုသူတို့ပြောကြရယ်ပေါ့အထူးသဖြင့်ဥရောပပွဲတွေမှာဆိုငါအများရန် rotation တွေလုပ်ခဲ့တယ်ပေါ့ဒါကဒီလိုတိုင်းရပြဿနာတွေဒီလိုပင်မန်းတာတွေဖြစ်မလာအောင် rotation ကလုပ်နေရခြင်းဖြစ်တယ်တဲ့ငါအမြင်မှာ Europa League ဟာ Champion League ထက်ပိုပြီးတော့ခက်ခဲတယ်ကစားရတဲ့ပွဲတွေကြောင့်မဟုတ်ပဲねဒီစနေတနင်္ဂနွေမှာပရီးမီးယားလိပွဲတွေပြန်ကစားနိုင်မှုအတွက် recovery တိုင်းကလုံလုံလောက်လောက်မရနိုင်လို့ပါတဲ့ဒါကြောင့်ဒါတွေကိုတော့ငါကင်လွယ်ဖြစ်ရှင်းရမယ်တဲ့ဒါကတော့ရူဘန်အမွေကပရီးမီးယားလိသူကလိပွဲစဉ်ကိုပိုအာယုံဆိုင်တဲ့နီးပြဖြစ်နေတော့သူ့အတွက်ကဒီတလာပြေးတောက်ကြမှာယူဘာလိပွဲစဉ်ကမ်းပြီးရစနေတနင်္ဂနွေမှာပရီးမီးယားလိပွဲပြန်ကံမှုဆိုတာသူ့အတွက်ဒီ recovery တိုင်းလုံလောက်လောက်မရဘူးပေါ့နော်အမှန်ကတော့ ချန်ပီယံလိရဲ့ကန်နဲ့ဒီအင်္ဂါဘူတော်ဝူးဝင်းချင်းတွေကလည်းတိတ်မကွာဘူးလीစနေတွေဝင်နေတယ်စနေတွေတနင်္ဂနွေနေ့မှာပရီးမီးယားလိကန်ပြီးတော့အင်္ဂါဘူတော်ဝူးတွေမှာချန်ပီယံလိကန်ရတာပဲဆိုတော့ဟိုသူကတော့ ဒီ league ကိုဦးစားပေးတဲ့နည်းပြဆိုတော့ဒီ league ပွဲစဉ်ကံမှုအတွက် recovery တိုင်းလုံတော့လောက်မရဘူးလို့သူကပြောချင်တာပေါ့ဒါကတော့ကိုကပဲဖလားပွဲစဉ်ပေါ်မှာအာယုံဆက်ချင်လဲဆိုတာပေါ့မူဒီရဲ့ပေါ့အဲ league ပွဲစဉ်ကိုအာယုံဆက်ချင်တဲ့လူအတွက်ကတော့ Europa League ကခက်ခဲနေမှာပေါ့နော်ဒါပေမဲ့ Champion League ကိုအာယုံဆက်ချင်တဲ့လူတွေအတွက်ကြောင့်လည်း league ပွဲစဉ်ကံပြီးကြတယ်မှာ recovery တိုင်းကအလုံးလောက်မရဘူးဆိုတော့ကိုကပါဦးစားပေးခြင်းလဲဆိုတဲ့အပေါ်မှာမူဒီမှာပေါ့သူပြောတာလည်းမမှားပါဘူးသူကတော့ league ပွဲစဉ်ကိုအဓိက ဦးစားပေးခြင်းနဲ့နှိပြအောင်နောက်ထပ် square rotation လုပ်တဲ့ပြဿနာက rumor အမွင်ဆောက်ရောက်ခသားတော့အဆို square rotation ညအရန်လုပ်တယ်အဓိကအတွက်ကစားသမားတွေတန်ရာပြဿနာကင်းဝေးအောင်အမြဲတမ်းလမ်းဆန်းနေအောင်လုပ်တာပေါ့အခုအသင်းမှာရှိတဲ့ squad depth ကဘလို့မှ rotation လုပ်လို့မရဘူးအသင်းလူစင်းကဘလောက်အားနည်းနေလဲဆိုရင်တန်ရာကစားသမားတွေပါထပ်တိုးလာတော့အသင်းရဲ့လူစင်းပြည့်အောင်တော့ဒီ academy လူငယ်အသင်းကစားသမားလေးတွေကို senior အသင်းကြီးမှာခေါ်ပြီးတော့ထည့်ထားတဲ့အထိအချိန်ကြီးကစိုးနေတာ အဓိကကတော့ဇန်နဝါရီမှာလူမွေခဲ့တဲ့အကျိုးဆက်ကအခုမှလုံးဝတစ်ခုပြီးတစ်ခုကိုခံစားနေရတာပဲ။နောက်မေကွန်တစ်ခုကတော့ဒီမေဆမောင်းနဲ့လူချောတို့ရောဒီရာဒီမှာပြန်တွေ့ရဖို့ရှိသလားတဲ့။ပြီးတော့လီဇန်ဒိုမာတီနက်နဲ့အာမက်အပြင်တခြားကစားသမားတွေတဲ့ကောပြန်လာနိုင်မှုရှိသလားဆိုတော့ ာမတ်ကတော့ဖြစ်နိုင်ပါရဲ့ဒါပေမဲ့အာမတ်တောင်မှနောက်ဆုံးလာရဲ့အဆုံးမှာသူဘယ်လိုဖြစ်နိုင်မလဲဆိုတာတစ်ချက်ကြည့်အောင်ပဲပေါ့အာမတ်ကတော့အဲ့ဒီအချိန်ထက်စောပြီးပြန်လာနိုင်မယ်လို့တော့မျှော်လင့်ထားပါရဲ့လီဇန်ဒိုကတော့မကလားနိုင်ပါဘူးတဲ့အဲကိုဘီမင်းနူးကတော့ပြန်လာနိုင်မယ်မန်နူရဲ့ဥကားလေးလည်းပြန်လာနိုင်မယ်အဲလုချောနဲ့မစ္စမောင်းတို့လည်းပြန်လာနိုင်မယ်လို့ထင်ပါတယ်ဒါပေမဲ့တေချာအလိကြတော့ပြောလို့မရသေးဘူးစောင့်ကြည့်ရမှာပေါ့တဲ့ဒီမေကွန်နဲ့တစ်ချက်တည်းပဲထပ်မိထားတာကအကယ်၍ယူရိုပါလိမှာဗိုလ်ဘောဒီရောက်ခဲ့တယ်ဆိုရင်အာမတ်ကိုမြင်ရဖို့ဖြစ်နေသလားဆိုတော့အင်မိုရီယာ အကြီးပြီးတော့အဲတို့ရေတနေ့ကနေနေပွဲအကြောင်းပဲပြောကြရအောင်မားတဲ့စောင့်ကြည့်ရမှာပေါ့တဲ့ ဒါပေမဲ့သူတို့တေချာပေါက်ပြန်လာကြမှာပါတဲ့အထူးသဖြင့်မစ္စမောင့်လို့တော့ပြောတော့ပါတယ်ဘူရန်အင်မိုရင်ပြောပုံအရတော့ကျွန်တော်တို့အာမက်ဒီယာလိုကယာသည်မကုန်ခင်မှာတော့ပြန်လာနိုင်ခြေရှိတယ်အဲအရန်ကြီးအစိုးရတော့မဟုတ်ပေမဲ့ယာသည်ကုန်ငန်းကြီးလောက်တော့မှာတော့သူပြန်လာနိုင်ခြေရှိတဲ့ပုံစံပဲအဲနောက်ပြီးတော့ဒီဒဏ်ရာကြာစေရနေတဲ့ကလာသမားပြည်တွေကတော့မစ္စမောင့်လည်းပြန်လာဖို့နီးလာပြီလို့မြင်ရတယ်သူပြောရတဲ့ပုံစံအရဂျန်နက်ဒီကိုဘီမင်းနူလိုဦးအားဒီတို့ကတော့ပြန်လာမှာအားလုံးနဲ့တည်ပြီးသားပဲဖြစ်မှာပါအာဆင်နယ်နဲ့ရှင်မြန်ကစားရမယ့်ပွဲစဉ်အတွက် ဘာသာမားတွေကို rotation လုပ်ပြီးအသင်းကိုလန်းဆန်းသွားစေဖို့တနည်းနည်းနဲ့လုပ်လို့ရနိုင်ပါသလားတဲ့ကြာသာပတင်းနေပွဲစဉ်ကအရင်အရေးကြီးတာမလို့တနည်းကတွေနေပွဲထက်ဦးစားပေးရမယ်မလားဆိုတော့သူတို့ဆိုလိုချင်တာကအာဆင်နယ်နဲ့ပွဲမှာအဓိကသာသမားတွေကိုအလားပေးပြီးတော့ squad ကိုလည်းလန်းဆန်းသန်းပြအောင်ထားမယ်ကြာသာပတင်းနေဆိုစီတဲ့နယ်ပွဲအတွက်သာသမားတွေကိုချန်မလားလို့သူကမေးနေတာပေါ့ အင်မိုရင်ကဘလို့ဖြစ်သားလဲဆိုတော့မင်းသာဒီလိုအသင်းကြီးမျိုးမှာရှိနေပြီအခုလို player တွေနည်းနေတဲ့အချိန်မှာဒီလိုမျိုးစဉ်းစားလို့မရဘူးတဲ့ဒါကြောင့်လန်ဆန်းနေတဲ့ကာသမားတွေနဲ့တရားရနိုင်ခြင်းနဲ့တဲ့သူတွေကိုပဲငါတစ်ချက်စစ်စစ်ကြည့်နေရပေါ့ဒါတော့မှငါတို့နည်းနည်းတော့စွန့်စားမှုလုပ်ရလိမ့်မယ်တဲ့လာမယ့်တနင်္ဂနွေနေ့ပွဲမှာ တိုင်ဆိုင်နိုင်မှရှိဖို့လိုအပ်ပါတယ်ရူပိုင်မော်ဒယ်ပြောမှရဆိုတော့ချိုးသားသမားတွေကပွဲပန်းနေတာရှိနိုင်တယ်ဒါပေမဲ့သူတို့အနေနဲ့ risk နည်းနည်းယူပြီးတော့ဒီပွဲပန်းနေတဲ့သမားတွေကိုပဲဆက်ပြီးတော့သုံးသွားနိုင်နေရှိတဲ့ပုံစံပဲမတက်နိုင်မှုလေလူမမရှိတာရှိတဲ့လူပဲထည့်ကြရမှာပဲရွေးချယ်ရမှာမရှိဘူးကျွန်တော်တို့မှာ နောက်ဆုံးမင်းကွန်းအနေနဲ့ကတော့ဒီမီခဲအာတီတာကအာဆင်နယ်မှာနာမည်ကြီးကစားသမားတွေနဲ့သူပထမဆုံးရင်ဆိုင်ဖြည့်ရှင်းခဲ့ရရဲ့ပေါ့ခက်ခဲရဆုံးတဲ့ချက်တွေလည်းချမှတ်ခဲ့ရတယ်။သူကအာဆင်နယ်ကိုအင်အားကြီးအသင်းကြီးတစ်သင်းပြန်ဖြစ်လာအောင်သူလှုပ်ဆောင်နိုင်ခဲ့တယ်ပေါ့မင်းအနေနဲ့ရောမန်ချက်စတာယူနိုက်တက်မှာရင်ဆိုင်နေရတဲ့အခြေအနေတွေနဲ့ဒီအာဆင်နယ်ဟိုအာတီတာကင်တွေခဲ့တဲ့အခြေအနေတွေကတူညီမှုရှိတယ်သူတို့ထင်မြင်မိသလားဆိုတော့အင်မရင်ကအဲ့ဒီလိုတော့ခံစားမိပါဘူးရဲ့ အာဒီဒါအာဆင်နယ်မှာရခဲ့တဲ့အချိန်လောက်ငါဒီမှာရမှာမဟုတ်ဘူးတဲ့ဒါတော့ငါသိရပေါ့ဒီမှာအာဆင်နယ်နဲ့မတူကွဲပြားတဲ့အသင်းမှာတဲ့ဒါကြောင့်ငါရောကစားသမားတွေရောဒီအသင်းမှာဆက်ပြီးရှင်သန်နိုင်အောင်လာမဲ့တနည်းငယ်လေးနေမှာငါတို့တွေကောင်းကောင်းလှုပ်ဆောင်နိုင်မှုလို့ရအာဒီဒါကင်တွေခဲ့တဲ့ပုံစံငါလူတိုင်းအတွက်စိတ်သက်ခွန်အားရစရာဖြစ်ပါတယ်ဒါပေမဲ့ငါမှာအာဒီဒါရခဲ့သလိုအချိန်တော့ငါရမှာမဟုတ်ပါဘူးတဲ့အင်မွန်နေပြောတာဟာမှန်တာပဲအဲအာဒီဒါကောင်းကောင်းလာလဲပါတယ်ဗျသူအရင်ရုံးကန်နေရတဲ့အချိန်တော့ကိုဗစ်အချိန်ဖြစ် င်နေရတယ်။ပိသက်တွေကလည်းကွင်းထဲကိုမလာနိုင်တာရယ်။အာယုံသိမ့်မဆိုင်နိုင်တာရယ်ဆိုတော့သူအရန်တက်တာသွားတယ်။ဒါကတနေ့ဗျာ။နောက်ထပ်တနေ့ထပ်တိုင်ပတ်နေတဲ့အချိန်မှဆိုရင်လေဒီအာဒီတာနဲ့ဆိုရှာနဲ့အပြိုင်တိုင်ပတ်နေတဲ့အချိန်မှာဒီအာဆင်နယ်ဖန်တွေရောယူနိုက်တက်ဖန်တွေရောသူတို့နီးပါးတွေကိုထုတ်ဖို့သူတို့တွေအော်ဟစ်ခဲ့ကြတာဗျာနောက်ဆုံးမှာယူနိုက်တက်နီးပါးဖြစ်တဲ့ဆိုရှာထွက်သွားပြီးတော့အာဆင်နယ်နီးပါးဖြစ်တဲ့အာဒီတာကျန်နေတာဒါကအဓိကသက်သေပဲ အင်မိုရင်ဟာအာဒီဒါလောက်အချိန်မရဘူးလို့သူပြောချင်တာဒါကအဓိကတက်သေးပဲဒါရီကတော့အာဆင်နယ်နဲ့အင်ဝင်းအိုထရက်ဖို့မှာရှင်မင်္ဂလာရမယ့်ပွဲစဉ်အတွက်သတင်းစာရှင်းလင်းပွဲမှာနီးပြရူဘင်အင်မိုရင်ပြောကြားသွားခဲ့တဲ့အကြောင်းအရာတွေဖြစ်ပါတယ်အားလုံးပဲဘလို့ထင်ကြလဲဝေရောက်ဆွေးနွေးသွားပေးကြပါအောင်ကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးများကြီးတင်ပါတယ်ရုပ်ရှင်နဲ့သက်သူများအတွက် Netflix Prime Video Disney Plus HBO Max Apple TV တခြားနားထောင်ရတာနှစ်သက်သူများအတွက် Spotify Apple Music များကိုအကောင်းဆုံးဝင်ဆောင်မှုများဖြင့် Zoche Crew ရဲ့ Facebook Page သုံးခုဖြစ်တဲ့ Zoche Netflix Fan မြန်မာစိတ်တိုင်းကြ Digital Paradise တို့မှာဝယ်ယူအပိလို့ရပါတယ်။ Telegram ကနေတဆင်လဲဝယ်ယူလို့ရပါတယ်။ Page တွေရဲ့သက်ဆိုင်ရာ link တွေကို video ရဲ့ description မှာထည့်ပေးထားပါတယ်။